ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဒီငလင်းဘေးနဲ့ပတ်သက်၍ပြည်သူများနဲ့ပေါင်းလို့ဆောင်နေတယ်များတော့ပြပါမယ်ဆိုတော့ 的了明白了。明了吧？呃、嗯，不是我吗？可。 ဟိုမင်္ဂလာပါရှင်အဓိကဘူပြောချင်တဲ့ဟာကတော့အခုဟိုပူပူဆိုတဲ့အကောင့်နဲ့အတုပေါ်နေတာပေါ့နော်သူကအကောင့်ပါပူပူက page ပါ page နဲ့အကောင့်နဲ့မကြည့်ဘူးပေါ့နော် page ကကြတော့သူက page တွေကိုသူတို့များနုပညာရှင်တွေ page တွေကတမျိုးပေါ့နော် အတော့ account ဆိုလို့ရှိရင် friend ပေါ်ကျွန်တော်ကအဲ့ account to က4.9 friend လို့ပြောတယ်သူ like add နေရလက် app like ပြီးတော့ app ပြီးတော့ဟိုသူက like အလှခံနေအောင်လိန်စားနေရပေါ့နော်ဆိုတော့အဲဘို့လို့အခုပေါ့နော်ဒီငလင်းနဲ့ပတ်သက်ပြီးတော့အရင်အခက်အခဲဖြစ်နေတဲ့အချိန်မှာပြည်သူလူထုကသူတို့ဟိုတကယ်ချွေးနေတာနဲ့လှူတဲ့အချိန်မှာပေါ့နော်ဒီလိုမျိုးလူလိန်လေးကလည်းပေါ်တယ်တော်တော်လေးကိုလည်းပိုပြောစရာသကလုံးကမရှိဘူးဘာပြောလို့ပြောမှလည်းမသိဘူး အပူတို့မနေ့မိုးလင်းလာနေဟိုမိုးလင်းလာနေဟိုတို့စိတ်ထိခိုက်ကြရတွေ့အောင်နော်အအခုဖြစ်တဲ့မျိုးတွေကဆိုအကောင့်တူအကြောင်းထပ်ပြောမယ်ပေါ့နော်ဆိုတော့အကောင့်တူကိုမလူပါနဲ့ပေါ့နော်ပို့ဖို့ကိုပို့ဖို့ရဲ့ page ကမြန်မာလိုပို့ဖို့ကိုမှ blue map ပါပေါ့နော် blue map ပါပို့ရဲ့ပြီးတော့5.6 million ရှိပါတယ် ဲ့ဘေးနားမှာသူ့ရဲ့ဘေးနားမှာ first follower 456 million ပြီးသွားရင်သူက following ဆိုပြီးတော့3 following ဆိုတာရှိပါရဲ့အဲ့ဒီဟာလေးကိုနှိပ်လိုက်လို့ရှင်ပူပိုရဲ့ account wemo ဆိုတဲ့ account ပေါ်လာပါလိမ့်မယ်ပူပိုနောက်တစ်ခုကကြတော့အာဟိုတရားပူပို page ကိုလည်း follow လုပ်ထားရထင်ပါတယ်ဟို account ၃ခုပဲ follow လုပ်ထားရှိပါအဲ့ follow လုပ်ထားတဲ့ကပူပိုရဲ့ account ဟာပေါ် wemo ဖြစ်ပါတယ်ပူပိုရဲ့ account က wemo ဖြစ်ပါတယ်ပူပိုက ပူပူကတော့ပူရဲ့ page ပေါ့နော် page နာမည်ကပူပူဖြစ်ပါတယ် we mo ကအကောင့်ဖြစ်ပါတယ်နောက်တစ်ခုကပူပူလင်းလင်းပြောရမယ်ဆိုရင်ပူပူအနေနဲ့ဘဒုမောက်လိုက်အမအပ်ပါဘူးပူပူကဘဒုမောက်လိုက်မအပ်ပါဘူးအက်ခဲပါတယ်အက်ခဲပါတယ်တော်တော်အက်ခဲပါတယ်ပူပူဘဒုမောက်လိုက်မအပ်တဲ့အတွက်ကြောင့်ကိုကိုလာအပ်တယ်ဆိုလို့ရှင်ပူပူမဟုတ်ဘူးဆိုတော့ဟာကိုတတိထားပြပါတစ်ချက်ကပါနော်နောက်တစ်ခုကကြတော့တကယ်လို့လှူမယ်ဆိုလို့ရှင်ရင် page ကိုဝင်ကြည့်ပေါ့နော် account နေဝင်ကြည့်ပူပူပြောတဲ့ဟာတွေကိုလိုက်လုထားတဲ့လူကနဲတယ်ဆိုလို့ရှိရင်တော့တတိထားကြပြန်ပေါ့တော့ပူပူတော့5.6 million ရှိတဲ့အတွက်ကြောင့်ပူတို့ကိုလိုက်လုတဲ့လူတွေကလုံးအနည်းဆုံးထောင်နဲ့ချီပြီးရှိပါတယ်ထောင်နဲ့ချီပြီးရှိပါတယ်ထောင်နဲ့ကိုယ်တို့ကြိုရှင်ချိုတောင်းနဲ့ချီပြီးရှိပါတယ်ဆောင်ကြားလေးရအသက်တယ်ပူပူအိမ်မှာမောင်ပူကြီးကခွေးမောင်ပူကြီးကဒီမှာဟိုပူကြီးက သူအမွှေးတွေနဲ့တက်လွန်လို့အိမ်ကကလေးတွေကတန်ရှင်းလုံးမနိုင်တော့လို့လို့ဒီဟာလေးခင်းနေရတာမဟုတ်ရင်ဟောမဖြစ်ဘူးဆော့အကြိမ်ဆက်ပြောအပူပူရဲ့ page ကအာဒီ like တွေကအရင်များရပေါ့နော်ဆော့နောက်တစ်ခါ history ရေးပြန်ကြည့်ပေါ့နော်ဥမာ history ဆိုတော့ပို live လွှင့်တဲ့ history ရေးပို video find တင်ထားတဲ့ history ရေးကိုပြန်ကြည့်ပါပေါ့နော် နောက်ပြီးတော့အတက်နိုင်ဆုံးအလူငွေလာပြီးတော့ပူပူကိုလာပြောတဲ့လူတွေတော်များပို reply ပြန်တဲ့အပြင်ပို့အတန်အစ်စ်နဲ့ အပူ reply ပြန်มาရယ်တက်နိုင်တလားပေါ့เนาะဒီခါကျတော့ပူမအားတဲ့အချိန်မျိုးဆိုလို့ရှိရင်တော့စာလေးပဲရိုက်လိုက်တာမျိုးလည်းရှိပါတယ်အဲတော်တော်များများတော့ပူအတန်ဖိုင်လေးဟုတ်ကဲ့ပါရှင်နည်းနည်းပေါ့အတန်တေးသေးလေးဖြစ်ရင်တော့မှနည်းနည်းလေးပို့တယ်ဘာကြောင့်လဲဆိုတော့အဲ့အတူတွေပေါ်လာတော့လည်းတစ်ချက်နောက်တစ်ခုကတော့အလူငွေနဲ့ပတ်သက်ပြီးပို့တော့အော်ပူပူကိုပူပူမှန်နေဆိုတော့အဲ့ဒီဟိုဟိုစိတ်ကလေးဖြစ်သွားစေချင်တော့အော်ငါတို့လူလာပူပူ တကယ်လူလိုက်တာပါပုပ္ပစီကနေတဆင်လူလိုက်တယ်ဆိုတော့ဟာလေးကိုဖြစ်သွားစေခြင်းလို့ကအတန်အတန်အစစ်လေးနဲ့ဘို့လို့လူလေးရှိပါရဲ့เนาะအာပြန်ပြောပါရဲ့နောက်တစ်ခါကြတော့အာအခုအဲ့ဒီအကောင့်တူကိစ္စပြီးပြီနောက်တစ်ခါပါလဲဆိုတော့ဘို့လို့အခုဖြစ်တဲ့ဟာတော်တော်မမများကဖုန်းလေးကင်ပေးပါလားဘိုးတို့အခုဖြစ်တဲ့တော်တော်များများကဘိုးတို့စကိုင်းရတော့အဓိကဖြစ်တာပေါ့နော် အာသခိုင်းကတော့အဓိကဖြစ်တယ်သခိုင်းပြီးတော့မန္တလေးမန္တလေးဘာလို့လဲဟုတ်တယ်ဗျာအမကြီးကိုအားလုံးပြောရရတယ်ပါတယ်ကောင်းတယ်ဟုတ်တယ်အကောင့်တူကတော်တော်စိတ်ညစ်တယ် အကောင့်တူကပူပူနာမည်ပြတ်တာဆိုတာနာမည်ပြတ်ဖို့မပြတ်ဖို့ဆိုတာထက်ကိုဒီပြိသက်ပတ်စံကအာပြိသက်ထဲဒီဒီပြည်သူလူထုတွေကိုပြန်မရောက်ရဘဲနဲ့အဲ့လူလိမ့်လေးစီရောက်သွားမှဆင်ညစ်တာအခုလည်းလမ်းပြောနေတာအတိရအကောင့်တူကိစ္စပေါ့နော်ဆိုတော့တတိထားပါအကောင့်တူကအရေးကြီးပါတယ်ပူပူရဲ့ page ကအာဘန်ပူပူရဲ့ page ဟိုဝက်ပေ့ချ်က5.6 million ရှိပါတယ် blue map အစ်စ်ရှိပါတယ်ပြီးတော့ဘိုးရဲ့ဟိုအတိတ်ကဟိုပုံတွေကိုပြန်ကြည့်ကြည့်ပေးပါပုံတွေကိုပြန်ကြည့်လို့ရှိရှင်ဘိုးတင်ထားတဲ့ဟာတွေကအစ်စ်လားအတူလားသိကျင်လို့ရှိရှင်ဆွတ်ဆက် ပြီးမလှူနဲ့ဟိုအာ history ကိုပြန်ကြည့်ပေါ့နော်ကိုလူတယောက်ကကိုယ့်ကိုလာအပ်တယ်ဆိုရင်ကိုကအဲသူကဘာလုပ်လဲဆိုကြည့်လို့ရှိရှင်ပုံကိုကြည့်လိုက်တယ်ကြည့်ပေါ့နော်သူ history ကိုပြန်ကြည့်ရပေါ့ဆိုတော့ဟိုအခုနောက်ပိုင်းများသောအဖြစ်ကြားဖြတ်နေလေဟိုလူလိန်တွေကနေပြီးတော့နေအဲ့လိုမျိုး သူတို့ရဲ့ဒီဒီပုံနေချောချောလတ်လတ်လေးနဲ့လာလာအပ်တတ်တယ်အဲ့ဒါသတိထားပါဘောနော်ဆိုတော့လူလိမ့်နေပေါ့အဲထားပါအမ် okay mary new mary new okay ပါဟုတ်ဆိုတော့အာဟုတ်တယ်မအောင်ရေးထားတယ်အကောင့်တူကသူတို့ရှိလာရောက်လာတယ်အမယုံနဲ့နော်အာသူကလိုက်မအပ်ဘူးဘာလို့မအပ်ဘူးလဲကိုတော်ကော့ကိုတော်မအားတဲ့ဟာဘာလို့လိုက်အပ်ကံမလဲပြီးတော့ page က like အပ်လို့မရဘူးနော် page ကလုံးဝအဲ့လိုမရဘူးပြီး wemo account ရှိပါတယ်ပူပူ wemo account ဘယ်လိုလိုအဲ့လိုရမလဲစဉ်းစားကြည့်အောင်လူတွေအများကြီးနဲ့ follow လူတွေကအများကြီးပူပူအထား friend က9000ပဲလုပ်လို့ရတယ်အဲ့တော့ like and လို့ရတဲ့အခြေအနေမဟုတ်ဘူးပေါ့နော်နောက်ပြီးပူပူအနေနဲ့အတင်းအလှမခံပါဘူးပူပူ page မှာတင်လိုက်တယ်တင်ရင်တောင်မှပူပူရဲ့ phone number တွေပူပူလုံးဝမတင်ဘူးဘာကြောင့်လဲဆိုတော့အာရပူရဲ့ဒါပေါ့နော်ပူရဲ့အကောင့်တွေလုံးဝမတင်ဘဲနဲ့ပူရဲ့ အာမိတ်ဆွေအကောင့်ကြီးနဲ့ပဲကိုအလုပ်လုပ်တယ်သူတို့လည်းကိုယုံကြည်ရတဲ့လူကိုအိမ်မှာရှိတဲ့လူတွေရဲ့ယုံကြည်ရတဲ့လူတွေရဲ့အကောင့်တွေပဲကိုတင်ပါတယ်ကိုမယုံကြည်ရတဲ့လူတွေအကောင့်လည်းမလုပ်ဘူးเนาะကိုကိုတိုင်းလည်းပူပူရဲ့အကောင့်တွေလည်းမတင်ဘူးပေါ့เนาะအာနောက်တစ်ခုကအာအတူနဲ့အဖြစ်ကိုသတိထားပါ history တွေလိုက်ပြီးကြည့်ပြပါပေါ့เนาะဒီတိုင်းမလုလိုက်ပါနဲ့เนาะနောက်တစ်ခုကဘာလဲဆိုတော့အာပြောချင်တာကအခုလို့စွမ်းတော်ကစကားပြတ်သွားတယ် ဘိုးတို့ခုဖြစ်တာကသခိုင်းကတော်တော်လေးကိုအချိန်နေဆိုးတယ်ဘိုးတို့အမြင်ရပါတော့နော်အင်တာနက်လိုင်းတွေကလုံးဝမမြင်ရတဲ့အတွက်ကြောင့်သခိုင်းတစ်ခုလုံးကစုပြတ်တက်နေရပဲဒါပုံမြင်သလောက်ပေါ့နော်အဲနောက်ပြီးတော့အဲဒီသခိုင်းမှာလည်းကုမဲ့လူကမရှိအဲသခိုင်းပြဿနာပေါ့နော်ကြောင့်မန္တလေးကလည်းမျိုးပြည့်ကြီးလိုဖြစ်သွားတယ်နောက်ပြီးတော့နောက်ထပ်ဖြစ်တဲ့မျိုးကတော့ပြင်းမနာပေါ့နော်ပြင်းမနာကိုသတိမထားမိဘူးဆိုရင်ပြင်းမနာမှလည်းတော်တော်ဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ပူပူရဲ့အသည့်မလုံးတို့ ပြောပြရကြတယ်သူတို့ဘေးနားမှာဆိုရင်ကလေးအဲ့လိုတေဝါလို့အများကြီးပဲအခုဟိုထက်တင်ထားတဲ့ပို့စင်မှာဆိုလို့ရှိရင်အဲအများကြီးပြသီးွားကြမှာနော်ဆိုတော့အဓိကကဟိုထုတ်လို့မရတဲ့ပြဿနာပေါ့ထုတ်လို့မရတဲ့ပြဿနာမနေ့တော့ကလည်းမနေ့တော့အမေအမေအမေတို့နဲ့အမေမေတို့တက်မရအောင်အမေလို့ဘယ်လိုလုပ်ရင်ကောင်းလဲဆိုတော့အဓိကတော့ဒီစက်ပစ္စည်းပို့လို့မြန်မာနိုင်ငံမှာမရှိနေဘူးဟာလာကရင်းရှိရင်တော့မှ အာခွဲဆက်လေးတွေလိုတယ်ခွဲဆက်ဆိုတာဒီတိုင်းအဲ့ကြောက်ပုံညူဒီတိုင်းတွားပြီးတော့ထုချလိုက်လို့လည်းမရနိုင်ဘူးထင်တယ်မရဘူးဘာလို့ဆိုအောက်ကလူတွေရှိခဲ့ရင်မတော်မဆဟိုတမဥမာမတော်မဆတန်ချောင်းကဒီမျိုးရှိနေလဲရှိနေမှာပေါ့နော် something အဲ့ကျမှအပေါ်နေအားနဲ့ထုချလိုက်လို့ရှိရင်အဲ့တန်ချောင်းကိုယ့်ကိုလည်းထိပိုင်ဘလို့မလဲအဲ့ကျမှတက်ဆုံရှုံးမှုတွေလည်းဖြစ်နိုင်တယ်တစ်ချက်နံပါတ်1ကကြတော့ဘာလဲဆိုတော့အာ သူကဘို့ဟိုအခုဆိုလို့ရှိရင်မြင်ဘူးလို့မလားအခုခွေးတွေပါပါလာဆိုရှင်အလူတွေတက်ရှိရှင်စားရှိနေလားခွေးတွေကအယုံခံတာပိုကောင်းတယ်လေအဲ့တော့သူကအဲလိုက်ကြည့်မယ်လိုက်ကြည့်ပြီးတော့လူပင်တော့မှရှိနေလေပြီးရင်အဘို့ရဲ့ခန္ဓာကိုယ်ကနေထွက်တဲ့အပူပေါ့ရှိရအဲ့တော့ body heat ပေါ့အဲ body heat နဲ့သူကအဲ့ဆက်တွေနဲ့လိုက်စမ်းတန်နေမှာပေါ့ကွာ အဲဆန်တက်ဘူးကမှဒီနားမှာလူရှိတယ်မရှိဘူးဆိုတော့အတိအကျသူတို့ကလိုက်ပြီးတော့ဒီပစ္စည်းတွေအပေါ်ပစ္စည်းတွေကိုဖယ်ဖယ်ဖယ်ပြီးတော့မှတဆင့်တဆင့်တော့ပြန်ပြီးတော့မှအာတဆင့်တဆင့်ဖြည်းဖြည်းချင်းလုံမရမှာပေါ့နော်ဆိုတော့အာဥရိမာနံပါတ်အတွေ့အကြုံလည်းမရှိဘူးအဲဆက်ပစ္စည်းရလည်းမရှိတော့အတော်လေးကိုခက်ခဲပါတယ်ဘယ်နေဘလို့ဆက်လုပ်ကမှန်းတော့မသိအဲ့တော့ဘူအတက်နိုင်ဆုံးကတော့ဒီအစားတောက်လူလာတို့ရေလူလာတို့တော့ရှိရပါတော့ အဲ့ကြားထဲမှာဘိုးကမန်ဒီကလောကတက်တဲ့အမကိုမန္တလေးကိုတခါတည်းလှူလိုက်ခဲ့ပြီးသွားပြီအခုသူ့လက်ထပ်လှူမယ်ဒီကြားထဲမှာပြိတ္တတွေတီးအောင်ဘိုးတို့အခုရဟားတဲ့အလှငွေတွေအဖို့ချင်တယ်သိန်း300ကျော်လောက်ခဲထဲထဲရနေပြီးတော့ဘိုးတို့ဒီမန္တလေးကိုတကယ်ဆင်းမဲ့အမြေပြင်ဆင်းမဲ့အဖွဲနှစ်ဖွဲရှိပါတယ်အဲ့မြေပြင်ဆင်းမဲ့အဖွဲကအာဒေါက်တာကျော်ထူးအောင်တို့အဖွဲကတို့ကဘာလို့ကျော်ထူးအောင်တို့ကဘာလို့မှလဲဆိုတော့ခဏနေ ီးတော့အာဒီဘက်မှာလည်းစနက်ရေးဟာတာမပူရေးတဲ့ပျော်ပွဲလေးကိုလည်းကုညီဖို့ပရဟိတအတင်းကိုပြောပေးပါတယ် line line လည်းမရလို့တင်လို့မရဘူးလေပျော်ပွဲရတဲ့အချိန်တွေဆိုရထင်တယ်ပိုလို့စိတ်တရညက်တော့အဲ့တော့အဲ့ကိုဒေါက်တာကျော်ထူးအောင်တို့အဖွဲကနေပြီးတော့မန္တလေးကိုမနေ့ပြန်သွားမှာအခြေဆိုင်ပြီးတော့မန္တလေးကိုသွားပြီးတော့အာမန္တလေးမှာသူတို့ကဒီဆေးနဲ့အာဒီဥမာ emergency ဖြစ်လာတဲ့လူတွေကိုပေါ့နော် ဥမာဒံရလေးဖြစ်လာဆိုသူစေးစေးဝိုင်းကုပေးမယ်ပေါ့သူတို့မိုဘိုင်းလိုရွှေ့ပြီးတော့စေးကုပေးမယ်လို့တော့ပြောတယ်အဲ့အဖွဲကိုလည်းပို့လို့တဟင်းတရားလှူထားပါတယ်နောက်ပြီးတော့ဒီဘက်မန္တလေးအတွက်ပေါ့နော်အစားတောင်းနေနောက်ပြီးစကိုင်းအတွက်ရေနဲ့အစားတောင်းနေကိုဟိုဟိုဘက်ကအတက်နိုင်ဆုံးချိတ်ပြီးတော့လူပေးဖို့တော့တို့မနေ့ပြန်တော့စားထွက်ကြအောင်ပေါ့နော်တရက်နေ့မှာစားထွက်မှာပါအော်ပပိုးတော့မပါဘူးဆိုပေမဲ့အဲကုစီသူဆိုတဲ့အဖွဲရပါတော့ကိုကုစီသူတို့အဲသူတို့သူတို့အဖွဲရ ကို350ပို့ထူထားတယ်။အာဒီဘက်ကပို့တော့ support ဘာလို့ပေးနိုင်လဲဆိုတော့ဒီဘက်ကပို့တော့ fan fan way ရှာပေးမယ်။ရှာပေးပြီးတော့တကယ်လူတဲ့နေရာတွေကိုဘယ်နဲ့၃လနေရာလောက်ရှိမလား။အဲ့ရှိတဲ့နေရာအကုန်လုံးဖြစ်ဟိုဟာလူပေးမှာပေါ့နော်။ဆိုတော့အဲ့ဒီဟာလေးကိုလည်းတတိပေးဟိုပြောပြချင်တာကိုဘာကြီးလုပ်နေလဲဆိုတော့အာလောလောဆယ်ကတော့အစားအသောက်နဲ့ရေဒီရေရေစေးဝါးပေါ့နော်။ အားလုပ်ပေးပါမယ်ကြံတဲ့ဟာကတော့ဒီအမြန်လေးကိုပြည်သူတွေကြောက်ပုံတွေကအမြန်ဆုံးပြန်လွတ်မြောက်ပါသေးလို့ကိုဆုတောင်းပေးရင်လည်းပဲအာလူငယ်ဘာနဲ့ဆက်ပြရအောင်ဟို view fine ကြီးอ่ะမနဲ့မိုးလင်းတာနဲ့ view fine ကြီးอ่ะသူတို့စိတ်မကောင်းအဲ့တော့ပြည်သူတွေကပဲအာပြန်ပြီးတော့ကုညီပေးဖို့ ိုပြောချင်ပါတယ်။နောက်အကောင့်အကောင့်အကျိုးတွေသိထားပါ။အဲအအခုပြိတဲ့ကောင်မနော်စိတ်ချမ်းသာခြင်းကိုယ်ကြီးမှခြင်းနဲ့လည်းกินပြီးတော့ဟိုရဲ့ဟိုဘောနော်ဝိုင်းပြီးတော့လူကြားတဲ့ပြိတဲ့ကောင်လုံးဘေးအန္တရာယ်အပေါင်းမှกินဝေးကြပါသည်။အာနောက်တစ်ခုတော့ဒီချိန်မှာဘုရားရှိခိုးဖို့မမေ့ပါနဲ့။အာဘုရားရှိခိုးပါအာတက်နိုင်လို့ရှိရင်၅ဘတ်တီလောက်တော့တက်နိုင်အောင်လုံကြပါဘောနော်။ဘိုးဆိုရင်တော့မနေ့ကဥပုသ်ဆောက်တယ်ဒီနေ့လည်းဥပုသ်ဆောက်မှာ။ အဲအဲကြောင့်မနမိုလင်ကလေးကဟိုဒီရုပ်ဖြစ်နေဘာမှမစားရသေးဘူးအဲဒီနေ့ဒီနေ့မှာကိုတို့တနက်ပဲစားမှာပေါ့နော်ဥပုသ်စားမှာဟာပြီးတော့မေတ္တာပို့ပြီးတော့ဆူတောင်းပေးပါမယ်ပရိသတ်တွေအကုန်လုံးလည်းတက်နိုင်သေးရ၅ပါးသီလာလုံပြီးတော့ဘုရားမြဲမြားလေးရှိခိုးဖို့ပြောပေးပါပေါ့နော်အာနိုင်ငံကအကူအညီတွေလည်းအမြန်ဆုံးကူညီခွင့်ရပါစေလို့ဘုရားဆုတောင်းပါရယ်။ဘာလို့ဆိုတော့ ကိုတို့မြန်မာနိုင်ငံမှာအဲ့လိုမျိုး experience ရှိကြအောင်ပေါ့နော်ကုဟေးဆိုကုကြတာပဲရှိရဆိုတော့နိုင်ငံတကာကအခုကြီးလေးမများရပါသေးလို့ဆိုတာမှာပြည်သူတွေရှိဖို့အများဆုံးရောက်ပြီးတော့ကဲနိုင်ပါလိမ့်နော်အမေရပူရောက်တော့လည်းကဲကဲကြီးလိုနေသေးတယ်တဲ့အမေရပူရောက်လည်းကုကြီးသူလို့လို့ဆိုပြပါဦးအမေရပူရောက်မှလည်းဖြစ်နေရပဲလား ပြောဝဲတို့အမရပူရဟုတ်တယ်ကျုပ်ပြုတ်နော်ကိုကျုပ်ပြုတ်လေးတွေယူရပါမယ်အဲ့ဒါကျုပ်ပြုတ်ကြကြလဲခံတယ်အားလည်းရှိရယ်ဘိုးတို့ဘိုးတို့ဒီဘက်သွားမယ်ဘိုးတို့ကုစီသူတို့အဖွဲကိုလည်းလုပ်ပေးပါမယ်မန္တလေးပဲဆိုဘူးသူဆက်တယ် မန္တလေးဘက်ကကြာတော့လေတကယ်ညရင်ဟိုခုပမာနေဖို့ရှိရဆိုလို့ရှိရင်မန္တလေးမြို့ကန်တွေကတော့တို့ဒီချိန်မှာတို့ပြရခက်နေပြီတို့ချင်းချင်းပြန်လူဖို့ဆိုတော့လုံးဝမဖြစ်နိုင်အဲ့တော့ပူပူတို့ဒီဘက်ကနေပြီးတော့သွားပေါ့သွားပြီးတော့ဟိုမှာအဲ့ကိုစီတို့အဖွဲ့တို့ရောအဲ့အတိတွေကတို့နေရပေးမယ်တဲ့အဲ့နေရာမှာချက်ပြုတ်ကြပြီးတော့လှူကြပေါ့ပြီးတော့အဲ့ပူပူတို့ရဲ့ဈေးအဖွဲ့ကိုလည်းပြန်ပြီးတော့ကိုယ့်ရဲ့အဲဒီဘက် ဟိုသူတို့လည်းစာဖတ်တတ်ဖို့အစဉ်ပြောင်းအကုန်လုံးပြန်လုပ်ပြီးမှာပေါ့နော်အဲ့တော့ဒီတော့တကဘာပြောလို့ပြောမသိဒီတစ်ခါငလင်ပေးရပြုလို့ရေပေးထပ်ပို့ဆိုးတဲ့ရေပေးရောကြတော့အာရေတွေကြဝိုင်းရင်ဖလေတွေဘာတွေကလောက်လွယ်လीနည်းနည်းလွယ်သေးတယ်ပေါ့လွယ်တယ်တော့မဟုတ်ဘူးအဲ့တော့လည်းလေတွေကလည်းဈေးကြည့်ရပါပဲလွယ်တယ်အခုကကြတော့ ။အမှန်နိုင်ငံမှာ grain တွေလိုတယ်အများကြီးလိုတယ်စစ်ပစ္စည်းတွေလိုတယ်။တခုတည်းနဲ့လည်းမဟုတ်ဘူးလိုလိုရတာအများကြီးပဲ။အဲ့လိုတဲ့ပစ္စည်းတွေကလည်းအလုံးတော့ကောရှိရလား။ပြီးတော့အင်အားပေါ့လူအင်အားပေါ့။အများကြီးပါပဲတော်တော်စိတ်ပြင်းလာကြတာ။အဲ့တော့စိတ်ဆင်းရဲကိုဆင်းရဲမဖြစ်ကြပါသေးနဲ့ပြည်သက်တွေကို။ဘဝတော့ခါချမ်းတော့တက်ရှင်ရပြင်းမှန်းလာစိတ်ပြင်းမှန်း တင်လိုက်ခါလေးတင်လိုက်တာမဟုတ်ဘူးပေါ့ကုကုကိုပြောတာပေါ့ညတော့ပြန်တွေးကြမလို့လို့စိတ်ပြန်မလို့ပြန်လို့စိတ်တယ်ပါကြာမြန်ကြာစိတ်ညစ်တယ်ကြာလူတွေကအေးချမ်းကြပါလေနော်အမြဲတမ်းပြည်သူတွေဘေးအန္တရာယ်ကင်းပြီးတော့အမြဲတမ်းပြန်ထွက်နိုင်ပါလေဆိုတောင်းပေးပါတယ်တတ်